ವಾ အချက်တင်တာဖြစ်ပါတယ်။တချက်တင်နေတဲ့မှာက Grade 12 Math ရဲ့ Chapter 10လေးတင်နေတာ Exercise 10.1ရဲ့ဒီနေ့ Number 2ရောက်သွားပြီပေါ့နော် Method of Integration လေးပါ။အဲ့တော့10.1ရဲ့ Number 2ပေါ့နော် Share Notes လေးတွေတော့ကြည့်အောင်အရင်ကြည့်ပြီး Method ကတစ်ခုပြီးတစ်ခုလာမှာဖြစ်တဲ့အတွက်နောက်ပိုင်းအရောဆိုရင်ကိုယ်ကကောင်းကောင်းနားလည်သွားဖို့အတွက် Formula တွေနဲ့ Notes တွေကြည့်ဖို့လိုပါတယ်။ကြည့်အဲ့ဒါဆို Number 2လေးကိုကြည့်မယ်။တစ်ခေါက်ပြန်တွေးရအောင်။ဆိုတော့တချက်တို့အရင်ဆုံး Integrate လောက်ပါလို့မြင်လိုက်တာနဲ့ Chapter တစ်ခုလုံးက တော့ဘာပဲပြောမှလဲသူက integrate လုပ်ပါပဲပြောမှာဒါဆိုရင် teacher တို့က integrate လုပ်ပါလို့ပြောလိုက်တာနဲ့အရင်ဆုံးကြည့်ရမှသည် simple integral ဖြစ်လားလို့အရင်ကြည့်ရမယ်နော်အဲ့တော့ simple integral ဒီ differentiate လုပ်လို့ရထားသောအဖြေဘက်ကဟာလေးပေါ့နော်အဖြေဘက်ကဟာလေးတွေကို integrate လုပ်ထားတာမျိုးဆိုရင် diy grade လို့ရတာဖြစ်တဲ့အတွက်သူ simple integral လို့ခေါ်တယ်။အဲ့တော့အဲ့လို grade လို့မရတဲ့ဟာမျိုးဆိုရင်အခုပထမတဆင့်သည် transformation လုပ်ပြီးတွက်နေတာဖြစ်တယ်။နောက်ပိုင်းဆိုရင်ဒီချက်တို့ဆက်သွားမှသူ method တွေအတိုင်းပေါ့နော်။ dai integrate လုပ်လို့မရတော့ဘူးဆိုတာ ਨੇ integration bypass သုံးပါလား transformation သုံးပါလား substitution method သုံးပါလားပြီးရင် integration အဲ partial partial ကိုသုံးမလားပေါ့เนาะအဲ့ဆိုတော့အဲ့လိုမျိုး တစ်ခုစီကိုစဉ်းစားသွားမှာဖြစ်တယ်အခုလောလောဆယ်ကတော့ဒါဘာပဲရှိသေးရလဲ transformation ပေါ့နော်ပြုပြင်ပြီးတော့တွက်တာပဲရှိသေးတယ်အဲ့တော့ဒါလေးကိုကျေလို့ကျေလို့ကြည့်မယ်နော်နံပါတ် A လေးကိုကူးရအောင်ခါတော့ A ပုံစံပြန်ကူးမယ်ဆိုတော့ integral 1 2x cube dx ။ကဲအဲ့တော့ဆိုရင်ဒီစရက် different shape လေးလှုပ်လှုပ်ကြည့်လိုက်ရင်လည်းပိုကောင်းတယ်ပေါ့နော် different shape ကြည့်သွားရင်ပိုပြီးနားလဲတယ်။ဒါကြောင့်မို့ grade 11ရဲ့ chapter 11လေးကိုကြည့်ခဲ့ဖို့လိုတယ်လို့ပြောတာနော်။ဒါဆိုအခုတစ်ချက်ဒီမှာတွေ့တာကကလေးတို့ဒိုင်းရိုက်ဂရိတ်လို့ရလားကြည့်ရင်ဘာလေးတွေ့လဲဒီမှာပါဝါတွေ့တယ်เนาะအဲ့ဒါဆိုပါဝါတွေ့ပြီဆိုတစ်ချက်တော့ဂရိတ်လို့ရသွားပြီဘာဖြစ်လို့လဲ power တစ်ပေါင်းပြီးစာမှာဖြစ်တယ်เนาะအဲဆိုတော့ power ကိုတစ်ပေါင်းဆိုတဲ့အတွက်1 minus 2x the whole power 3ကိုတစ်ပေါင်းတော့4အဲ့ဒီရတဲ့4နဲ့ပြန်စာ မပြီးသေးဘူးပါဝါကိုရှိတ်ပြီးရင်အခြေကိုရှိတ်ရတယ်မလားအဲ့လိုပဲပါဝါ grade ပြီးရင်အခြေကိုရှိတ်ပြီးပြန်စားဆိုရတဲ့ဒီအခြေကိန်းလေးကိုရှိတ်မှာဆိုရင်1ကိုရှိတ်တာ0 2x ကိုရှိတ်တာ2အဲ့ဒီရတဲ့2နဲ့ပါလို့ပြရမယ်ပြန်စားပြရမှာဖြစ်တယ်နော် differentiate တုံးကမြောက်တယ်ဒီမှာပြန်စားပြရမယ်နောက်မှာ plus c အဲ့ဒါဆိုရင်ကျတို့ဘာဖြစ်သွားမလဲအဖြေလေးရှင်းပြလိုက်ရုံပဲဆိုတော့ minus v နဲ့လီယာ shift ဖြစ် ွားမှာဖြစ်တဲ့အတွက် -8 နော်အစီကိုပို့လိုက်လည်းရတယ် -8 1 2x the whole power ပေါ့ plus c ပေါ့နော်ဒါလေးပဲကြည့်အဲ့ဒါဆိုချေလို့ဒါအေရသွားပြီနော်အေရသွားပြီဆိုတော့ b လေးကိုပြန်ကူပါမယ်ဆိုတော့ b ပုံစံလေးပြန်ကူ integral sin 2 pi x plus 7 GX ပေါ့เนาะကဲအဲ့ဒါဆိုရင်တချို့တို့သူ့ကိုကြည့်မယ်ဆိုတော့ die high grade လို့ရလားဆိုတော့ sign ပေါ်မှာပါဝါမပါဘူးမပါရင်အခုကလေးတို့မြင်ရမှာဒီဒါလေးကိုဘာလို့မြင်ရမှာလဲ x လို့မြင်ရမှာဖြစ်တဲ့အတွက် sign ကို grade ရင် minus cos เนาะအဲ့တော့ minus cos sorry 2 pi x ဒါကသူပေးတဲ့အတိုင်းပြန်ကူးရုံပဲเนาะ cos sin x ကို greater ရင် minus cos x เนาะအဲ့တော့ x နေရာမှာရှိတာဒီတိုင်းပြန်ကူဆိုတဲ့အတွက်2 pi x 7เนาะအဲ့တော့ဘာပြန်လုပ်ရမလဲဒီ x နေရာမှာရှိတဲ့ down ကိုပြန်ရှိပ်ပြီးစားပေးရမှာဖြစ်တဲ့အတွက်ခု down နေရာမှာရှိနေတာလေးကိုရှိပ်မယ်ဆိုတော့ဘာဖြစ်မလဲ2 pi x ကိုရှိပ်ရင်2 pi 7ကိုရှိပ်တာ0ဆိုတော့2 pi ရတဲ့အတွက်ဘာနဲ့ပြန်စားပြီး pi 2 pi ပေါ့ เนาะနောက်မှာ plus နားလည်မလားကြောက်ဟုတ်ပြီအဲ့တော့ဒီချက်တို့ c လေးကြည့်ရအောင်ဆိုတော့ c ပုံစံကိုဒီချက်ပြန်ကူးမယ် c က integral cos 3x 7 dx ဒါဆိုရင် cos ပေါ်မှာ power မပါတဲ့အတွက် downgrade မယ် cos ကို grade ရင် sin down ကရှိနေတာကိုပြန်ကူးဆိုတဲ့အတွက် 3x 7 ပြီးရင်ဒါလေးကို grade ရှိပ်ပြီးပြန်စာဆိုတဲ့အတွက် by 3x ကိုရှိပ်တာက3နောက်7ကိုရှိပ်တာ0 c ရမလားအဲ့တော့ d ဒီပုံစံလေးပြန်ကူးပါမယ်ဆိုတော့ integral 3 power by x minus 2 dx ဒါဆိုရင်3 power x ကို grade ရင်3 power x by ln 3နော် အဲ့ဒါက x နေရာမှာရှိတာเนาะဒါလေးက x နေရာမှာရှိတာနောက်ဆိုပြန်ပြောမယ်3 power x ကို gradient ဆိုတော့3 power ရှိတဲ့အတိုင်းပြန်ကူ x 2 by ln 3မပြီးသေးဘူး y ထားတဲ့အနီနဲ့ y ထားတာလေးကိုရှိပ်ပြီးပြန်စားဆိုတော့ 5x ကိုရှိပ်တာက5 2ကိုရှိပ်တာ0မို့လို့ into 5เนาะ5နဲ့ပြန်စားပြီး plus 3ပေါ့အဲ့ဒါဆိုဒါသူ့ရဲ့အဖြေလေးရသွားပြီ နားလည်မလားရဟုတ်ပြီအဲ့ဒါဆိုရင် d လဲပြီးပြီဆိုတော့ e လေးကြည့်အောင်အဲ့တော့ e ပုံစံလေးပြန်ကူပါမယ် e က integral 1 by 7x minus 6 dx နော်အဲ့ဆိုတော့1 by x ပေါ်မှာတစ်ထပ်ပဲဖြစ်တဲ့အတွက်1 by တစ်ထပ်ဆို ln mod ရတယ်နော်ဆိုတော့ ln mod 7x minus 6 ။ဘာကြောင့်လဲ?ဒီပိုင်းချင်မှာရှိနေတဲ့တစ်ထပ်ကလေးကို 1/x လို့မြင်ရမှာဖြစ်တယ်ဒါ x ပေါ့နော်။ဒါဆိုတော့ ln mod x မလား။ ln mod 7x 6အဲ့ဒီ y ထားတာဒီ x တလုံးနဲ့မဟုတ်ရင်ပြန်ရှိပ်ပြီးစားပြရမယ့်အဖြစ်ဖြစ်တဲ့အတွက် 7x ကိုရှိပ်တာ7 6ကိုရှိပ်တာ0မို့လို့ -7 နော်ပြန်စားပြီး +c ဒါလေးရတယ်။ရမနော်ခ f f လေးကိုတစ်ချက်ပြန်ကူးမယ် integral sin 2x by sin x dx เนาะ nah. အဲ့ဒါဆိုရင်ဒီစရိုဒါလေးက sin 2x by x ဆိုတော့အစားမဖြစ်နေဘူးလားเนาะအစားဖြစ်နေတယ်အစားဆိုရင်ဓာတ်ရိုက် integral မရှိဘူးပေါ့เนาะ simple integral မဖြစ်တဲ့အတွက် sin 2x လေးကိုမြင်နေဆိုတော့ပြင်လို့ရမယ်ဒီစရိုเนาะအဲ့တော့ double angle formula ဖြစ်တဲ့ sin 2 alpha ဆိုရင်2 sin alpha cos alpha အဲ့ဒါလေးကိုပြောင်းမယ်ဆိုတော့2 sin alpha cos alpha ဆိုတော့2 sin alpha နေရာမှာ 2x sorry 2 sin alpha cos alpha ဆိုတော့2 sin x cos x เนาะနောက်က x ပေါ့လို့เนาะ by အောက်ကတော့ sin x ပဲနောက်မှာ dx အဲ့ဆိုဒီ sin x နဲ့ sin x နဲ့ကကြည်သွားမယ်နော်ကြည်သွားမယ်ဆိုကျန်တာလေးက integral 2က grade ဆရာမလို့ဘူးနောက်မှကျန်တာက cos x ကျန်တယ် dx ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုဒီမှာ cos ကို grade လို့ရသွားပြီဖြစ်တဲ့အတွက် cos ကို grade ရင် sin เนาะအဲဆိုတော့ sin x c ဆိုပြီးအဖြေရသွားမယ်ရမလားကြည့်ဟုတ်ပြီနောက်တစ်ခု g လေးကိုစက်ကြည့်အောင်เนาะဆိုတော့ g ပုံစံလေးကိုဒီချက်ပြန်ကူးလိုက်မယ် g ပုံစံလေးကိုပြန်ကူးမယ်ဆိုရင် integral set square 2x plus 3 dx เนาะအဲ့ဒါဆိုရင်အခုဒီချက်တို့က ပါလေးတွေ့လဲပါဝါနော်ပါဝါပဲမဲ့ set square ဒီ integrate တိုင်းရိုက်ရှိလားမရှိလားရှိတယ်နော် simple integral ဖြစ်တယ် set square ကို break ရင်10ရတယ်ဆိုတော့ဒီဟာလေးကိုဘာလို့မြင်ရမှာလဲ x လို့မြင်ရမှာဖြစ်တယ်ဆိုတော့ set square x ကို break ရင်10 10x နော် 10x ဆိုတော့ဒီစရော10 x နေရာမှာရှိတဲ့အတိုင်းပြန်ဘူးဆိုတော့ 2x 3 နော်ပြီးရင်ဒီ x နေရာဒီတလုံးတည်းမဟုတ်ရင်ဒါကိုရှိတ်ပြီးပြန်စား 2x ကိုရှိတ်တော့2 3ကိုရှိတ်တာ0ဆိုတော့ -2 နောက်မှာ plus c ဒါပဲသူဖြစ်နော်အဲ့ဆိုတော့ချက် h လေးပြန်ကူးမယ်နော် h လေးကကျတော့ integral e power 7x minus 3 dx ဲအဲ့ဒါဆိုရင်ဒီစရို e တစ်လုံးနဲ့ဖြစ်တဲ့အတွက် e power x ကိုရှင်းရင် e power x အခုဒီစရိုက x နေရာမှာနော် x နေရာမှာ 7x 3ရှိတယ်အဲ့ဒီအတိုင်းလေးမြင်မယ်ဆိုတော့ e power x ဆိုတဲ့အတွက် e power 7x 3ဆိုတော့သူ့ကိုဒီတိုင်းရက်လို့မရဘူးဘောင်ခတ်ထားတဲ့ x လေးကိုပြန်ရှိတ်ပြီးတော့စားရမှာဆိုတော့ 7x ကိုရှိတ်လိုက်တော့7 3ကိုရှိတ်တာ0 ဆိုတော့ -7 နော် plus c ကဲအဲ့ဒါဆိုရင်ဒီချက်တော့ w ရသွားပြန်ပြီလေ h ရဲ့အဖြေလေးရသွားပြီဒါဆိုတပုံးကြည့်ရမယ် i လေးကိုကြည့်မယ်နော်အဲ့တော့ဒီချက် i ပုံစံလေးပြန်ကူမယ်လိုက်ပြောမယ်เนาะဆိုတော့ integral 1 10 square 2 pi x dx เนาะ ကဲအဲ့ဒါဆိုရင်သူကဒီမှာဒီစရို10ဆိုရင် grade လို့မရ1ကတော့ grade လို့ရတယ်နော်1ကို grade ရင် x ရမှာ10 grade ဖို့အတွက် formula မရှိဘူး simple integral မဖြစ်ဘူးအဲ့ဒါဆိုရင်ဒီချက်ပြင်ရမှာဖြစ်တယ်ဆိုတော့ရှေ့မှာ formula ပေးထားတယ်ပါပေးထားလဲ1 10 square alpha equal to sec square alpha နော်ဒါလေးက formula ပါ ဒါဆိုရင်အခုတီချာတို့က1 10 square alpha နေရာမှာဘာတူလဲဒါလေးနော်အဲ့တော့အဲ့ဒီအတိုင်းလေးပြန်ကူးမှာဆိုရင် formula ကဘယ်လိုဖြစ်သွားမလဲ s square integral ပေါ့နော် integral s square alpha နေရာမှာဘာတူရှိတာလဲ2 pi x dx ဒါဆို grade လို့ရသွားပြီ s ကို grade ရင်ဘာဖြစ်မလဲ s square ကို grade ရင်10ရတာဖြစ်တဲ့အတွက်10 x နေရာမှာရှိတာက 2x အဲ့တော့အဲ့ဒီ x နေရာမှာရှိတာလေးကိုမလုပ်မလဲ shape ပြီးပြန်စာဆိုတော့ 2x ကိုရှင်းရင် 2π အဲ့တော့အဲ့ဒါနဲ့ပြန်စာဆိုတော့ π 2π plus c เนาะကြမ်းလားကြဟုတ်ပြီအဲ့ဒါဆိုတော့ဆရာတို့ နံပါတ်2လေးပြီးသွားပြီဆိုတော့ exercise 10.1ပြီးသွားပြီနောက်မှဒါပါပြီးသွားတာလဲဆိုတော့ yoyo integral ပြီးသွားပြီ simple integral ပါเนาะ simple integral ပြီးသွားပြီပြီးရင်ပါပြီးသွားလဲ transformation လောက်တာပြီးသွားပြီနောက်တစ်မျိုးလာမှာကပါလဲ substitution method လာမှာဖြစ်တယ်အဲ့တော့နောက်ဗီဒီယိုမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ